မဟာဖြည့်စည်းတောက်ပြီးအသက်အန္တရာယ်နဲ့ကြုံခဲ့ရကြောင်းပြောပြလိုက်အမျိုးသားမိင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့သိတာကမဟာဖြည့်စည်းဆိုတာနေ့စဉ်အကြိမ်ရင်းနဲ့တောက်ရတဲ့အစည်းမျိုးမဟုတ်ပေအစားမှားတာမျိုးမအီမတာဖြစ်တဲ့အခါဘိုင်မကောင်းတာမျိုးတွေမှာတောက်ရနေစေပါမဟာဖြည့်စည်းကတော့အစာအစိတ်ဖြစ်တာမျိုးအစားမှားတာမျိုးမှသာအဲ့ဒီစေမုတ်ကိုကွန်တီလုံခတ်မရှိတရှိကိုပါဇက်သေးထည့်မျိုးချလိုက်ရတာပါရေမတောက်ရပါဘူးတောက်ပြီးခဏကြာမှတက်တာသွားတာကြောင့် ိမ်တိုင်းလူလုံးမှာမဖြစ်မနေစောင့်ထားတတ်ကြပါ යි ။ဒါပေမဲ့လည်းဒီကိုကတော့မဟာဖြစ်စည်းကိုအလွန်ကြောတောက်မိလို့အန်ဒီယန်နဲ့ဂျုံခဲရပြီးသူတွေ့ဂျုံရတာတွေကိုအားလုံးသတိထားနိုင်အောင်ဆိုပြီးပြန်လည်မျှဝေလာခဲ့ရပဲဖြစ်ပါ යි ။ဒီမျိုးသားကတော့မဟာဖြစ်စည်းရဲ့အန်ဒီယန်မြမပြည်သူပြည်သားများသိရှိစေရန်စေတနာထားပြီးတင်ပြပေးလိုက်ပါ යි ။မြမပြည်သူပြည်သားများအားလုံးကအိမ်တိုင်းလူလူမဟာဖြစ်စည်းကိုစောင့်ထားကြပြီးတောက်တုံးနေကြတာအားလုံးအတိပါပဲလူတိုင်းလူလူတုံးဆွေးနေကြတာပါ ဒါကြောင့်ကျွန်တော်လိုမဖြစ်အောင်အဖြစ်မှန်ကိုပြောပြကြမိုက်။အရင်ကကျွန်တော်တငယ်ချင်းတူကကျွန်တော်ကိုထမင်းစားပြီးတိုင်းဒီမဟာဖြစ်စည်းကိုတောက်ပေးလို့ပြောတာကြောင့်ကျွန်တော်လေးသူပြောတဲ့အတိုင်းထမင်းစားပြီးတိုင်းတောက်ကြည့်ပါလေ။တောင်းရင်တောင်းရင်နဲ့ထမင်းစားပြီးတိုင်းတင်မကဘဲအချိန်တိုင်းတောက်ချင်လာတာပါ။ဒါနဲ့တစ်နေ့ကို၃နေ့ခါတောက်ပြီးမတောက်ရရင်မနေနိုင်တော့အောင်ဆွဲလာခဲ့ပါလေ။ဒါနဲ့ကျွန်တော်တစ်နေ့လောက်ဆွဲတောက်ခဲ့ပြီး ကျွန်တော်အစိုင်အိမ်ဦးလန်းကျောင်းမှာသွေးကြောများပောက်ထွက်လာနေကြုံခဲ့ရပါတယ်။ဒါနဲ့ကျွန်တော်ဈေးရုံတက်စစ်စည်းချက်များပြုတ်လုံကြည့်ရတဲ့အခါအသေးပြက်စီးနေပြီးအစိုင်အိမ်ဦးလန်းကျောင်းမှန်ပြောင်းကြည့်ကုသမှုများပြုတ်လုံရပါတယ်။ဒါပေမဲ့ကျွန်တော်အသေးပြက်မကောင်းလာနိုင်တော့ပါဘူး။ဒီလိုဖြစ်ပြီးကျွန်တော်တခြားလူတွေကိုလေ့လာကြည့်ရတဲ့အခါလူတိုင်းလူတိုင်းဒီမဟာဖြည့်စည်းကိုဆွဲသုံးနေကြတာတွေ့ရပြီး ဒါကြောင့်ဘဲမြမစီပဲဖြစ်ဖြစ်တန်ရီစီလူရင်ပေးဆိုသလိုမြမစီတစ်ခုခုကိုဆွဲနေကြပြီဆိုရင်သတိထားကြပါရန်စေတနာဖြင့်သတိပေးစီလိုပါမြမပြည်တွင်အသည်းရောဂါကြောင့်တည်ဆုံးသူအလွန်များအကြောင်းအထူးသတိထားသိကြမှာလို့မဟာပြည်စီအတောက်များပြီးယောဂဖြစ်ခဲ့ကြောင်းပြောလာခဲ့တာပဲဖြစ်ပါဒါကြောင့်တချို့ကတော့အမှန်ပါပဲကျမတို့မိသားစုလက်ဆွဲပဲတန်စီလွန်ပေးပါအလွန်အကျွံသုံးဆွဲရင်ဘယ်စီမဆိုးဖြစ်မှာပါပဲအစာစားပြီးတိုင်းမဟာဖြည့်စီတောက်မိရနေတိုင်းလိုလိုဖြစ်လာပြီ တလားလောက်မှာရှင်နေပူဆက်ဆက်နဲ့အောင်လာလို့မတော့ပဲရလိုက်ကြည်တာခုပူတာဆက်တာရော့အောင်နာရော့ပျောက်သွားပါ යි ဟုတ်ပါ යි တန်စည်းလွန်ပေးပါဈေးဆိုပေမဲ့သူ့ညာနဲ့သူတင့်တင့်အောင်မတုံးဆွဲတဲ့ရင်အနေများတာအမှန်ပါဈေးကိုဈေးလိုပဲအညွန်နိုင်တောက်ရမှာပါခုစပုတ်ကိုမွေးရင်းရေးသူကနေတိုင်းဒီစီတောက်နေရပါတန်စည်းလွန်ပေးပါအသက်ကိုကံမဆောင်ပါဘူး မဟာပြည်စည်းနဲ့ချောင်းစိုးပြစီနှမျိုးလုံးမိသားစုအိမ်သုံးစီအဖြစ်သုံးဆွဲတာနှစ်30ကျော်ပါပြီ။လိုအပ်ပါမှာအညွန်တိုင်းသုံးနေမိသားစု73ရောက်သုံးနေရပါ။ယောဂပြောက်တာပဲရှိရင်ဘီးထွက်ဆိုကြအခုထိတယောက်မှမဖြစ်ပါဘူး။ခုကိုတောက်တလို့အလွန်ကျော်တောက်မိမယ်ဆိုရင်တော့တန်ရင်စီလွန်ရင်ဘေးဆိုသလိုဘီးထွက်ဆိုကြဖြစ်နိုင်တာမလို့အလုံးသတိထားစီကြမိုက်။ခုကြည့်နေတဲ့သူတွေရောအိမ်မှာမဟာပြည်စည်းဆောင်တာတက်သူတွေပါလား။မဟာပြည်စည်းနဲ့ပတ်သက်ပြီးမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အရေးပြားလေးပတ်နာယောဂသည်စနီကိုမညုံမညင်နဲ့ပြုစုဆောက်ရှောက်ပေးနေတဲ့အချစ်တက်ဆောင်အမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းအိမ်တော်ကြီးဖောက်ပြန်မှုတွေကိုလက်တလုံးကြားလေးပြုလုပ်နေကြတဲ့အမျိုးသားတွေများလာသလိုအခုလိုတစ္ဆာရှိရှိချစ်နေကြတဲ့သူတွေလည်းများစွာရှိပါသေးတယ်။လပိုင်းအချိန်မှာလည်းမျက်မျက်နှာနှာနဲ့ချစ်ခဲ့သလိုမကြမ်းမာတော့လို့ရုပ်ရည်ပြောင်းလဲသွားတဲ့အချိန်မှာလည်းဂရုစိုက်ချစ်ပေးရကတော့ တကယ်ကိုရှားမရှားတဲ့အချစ်တဆုံးယောက်ျားလို့ဆိုရမှာပါပဲအခုတခါမှလည်းအေရီတိုင်းကန်ကြီးတောင်မြို့နယ်မှာနေထိုင်ကြတဲ့ကိုရန်နိုင်အောင်ကတော့စမ်းမကြီးမကောင်းတဲ့ သူ့ရဲ့အမျိုးသမီးလေးကိုမပစ်ခွာဘဲစောင့်ရှောက်ပေးနေရနှစ်အတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ကိုရန်နန်အောင်ရဲ့ဇနီးတဲ့မတ်တန်ကီကတော့အရေးပြားလေးပတ်နာယောဂါကိုခံစားနေရတာပါ။သူတို့ကအိနာသက်6နှစ်ရှိနေပြီးဒီယောဂါကြောင့်ပဲသူ့ရဲ့ရုပ်ရည်ကပြောင်းလဲသွားပါတယ်။တချိန်ကမတ်တင်ကီကတရွာလုံးမှာအချောလာသော မိန်းကလေးဖြစ်ခဲ့သူတယောက်ပါမွေးရပါနှလုံးရောဂါရှိပေမဲ့လည်းသူမချရတဲ့အမျိုးသားလေးနဲ့လက်ထပ်ခဲ့ပြီးတော့လက်ထပ်ပြီးတိတ်မကြခင်ပါတည်းအရေးပြားလေးပတ်နာရောဂါကိုခံစားလာရပါတယ် ရန်ဝင်တွေကတော့သူမကိုလက်လျှော့ထားလိုက်ပြီးဖြစ်တာကြောင့်စီးနေပဲအသက်ဆက်နေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုရန်နိုင်အောင်ကတော့ဇနီးတွေကိုအရာအားလုံးထပ်ပို့ပြီးတံမိုးထားပေးသလိုမငင်းညူပဲအခုချိန်ထိလှုပ်ကြွေးပြုစုနေရပါ။မတန်ကြီးကတော့အရေးပြားလေးဘက်နာယောဂအပြင်ကြောက်ကဲ့ယောဂနဲ့လေပင်ကြီးယောဂတွေကိုပါခံစားနေရပြီးအရင်လိုအလုံးမလုံးနိုင်တော့ပဲယောဂကြောင့်ကိုယ့်ကိုယ်ကိုမှတ်မကြည့်ချင်လောက်တဲ့အထိကိုရုပ်ကြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအမျိုးသားဖြစ်သူကိုရန်နိုင်အောင်ကတော့ငါးရှာဖားရှာ စည်ရင်းကားလောက်ရှင်နေဇနီးဖြစ်သူရဲ့တလားစားစည်းဖို့ကိုအရရှာခဲ့ရပါတယ်။ဝေစုမီရလားဆိုရင်တော့ဈေးကိုတောင်းနိုင်ပြီးဝေရှာမရတဲ့ထားတွေဆိုဒီတိုင်းပဲနေနေရတာလည်းရှိခဲ့ပါတယ်။ဈေးကတောင်းလိုက်မတောင်းလိုက်ဆိုတော့ယောဂလည်းမတက်သားလောက်။ဆရာဝန်ပြောတာကဒီယောဂကမပြောက်ဘူး။တည်တဲ့အထိဒီလိုပဲခန္ဓာကိုယ်တစ်ပြေးပြေးပြည့်စည်လာမှစီပဲဆွဲတောင်းရမယ်အရှင်းမပြဘူးလို့ပြောပါဗျာဒါပေမဲ့လည်းမတ်တင်ကီကတော့ကြောက်ကြဖြစ်သူကကိုယ်လဲပြုစုရငွေလဲရှာရနဲ့ပင်ပန်းနာတွေ့ရင်စိတ်မကောင်းဘူး သူကကိုတက်တော့ကဘာပေါ်မှာနှစ်ယောက်မရှိအောင်ကောင်းခဲ့တယ်။သူမရှိရင်လည်းကိုဆိုတာမရှိတော့တာကြားခဲ့ပါပြီ။တခါတလေသူ့ကိုတနာလို့တီသွားတာကနားအီးတယ်လို့တွေးမိရဲ့။မှန်မကြည့်ရလဲကြားပါပြီ။အရင်ကရွာမှာအချောဆုံးအလှဆုံးအခုတော့ကိုကိုကိုမှန်ကိုမကြည့်ရတော့ပါဘူး။ခင်မောတဲ့ကိုရန်နိုင်အောင်ကတော့ဇနီးဖြစ်သူယောဂခန်းစားနေရတာတွေ့ရင်အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ကြိမ်ငုံမိရဲ့။သူ့ယောဂပျောက်သွားရင်တော့ကျွန်တော်ဘွားကြီးကအရာအလုံးပြည့်စုံသွားပါပြီ။သူ့ကိုတအားချစ်ခဲ့တာငငယ်လေးကကြိတ်ကြိုက်ခဲ့ရတာ သူကတော့မတိလောက်ဘူးနောက်တော့သူလဲကျွန်တော်တနာလို့ထင်နေပြန်ကြိုက်တော့ရသွားတာသူဘလို့ကြီးဖြစ်နေပါစေအခုထိလဲချက်ပိုက်သူမလာတော့လဲချက်နေမှာပါပြုစုနေရတာကိုလဲမညုံညံပါဘူးဘသူတွေဘလို့ပဲပြောနေပါစေဂိယုမဆိုင်ပါဘူးသူအနာရှိနေမှာပါဆက်ပြီးပြုစုဆောက်ရှောက်ပေးသွားမှာပါလို့ဆိုလာခဲ့ပါတယ်ကိုရန်နိုင်အောင်ကတော့ဖောက်ပြန်နေသူတွေများစွာရှိနေတဲ့အခြေကားမှာအချစ်တက်ဆုံးနဲ့တစ္ဆာအရှိဆုံးလူသားတယောက်ဆိုရင်လဲမမပါဘူးချောချောလက်လက်ခြေကောင်းလက်ကောင်းဇနီးမယားရှိနေရတဲ့ ဖောက်ပြန်နေတဲ့သူတွေကြားမှာတော့ရောဂါတဲ့မတင်ကြီးကတော့လူရင်းမှန်သွားခဲ့ရပါတယ်။ဒီလိုအေးရတဲ့လဲနေရတဲ့အခြေအနေနဲ့တောင်ပြစ်မသွားပဲပြုစုပေးရဲ့အမျိုးသားလေးကိုရှာထားတာသူတို့နေများကိုကြည့်ပြီးပီတိဖြစ်ရတယ်။အမျိုးသမီးလေးတကယ်ကံကောင်းပါတယ်။ကျမကြီးလည်းအမြန်ဆုံးတက်တာပျောက်ကင်းပြီးသက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မဟာဖြစည်းတောက်ပြီးအသက်အန္တရာယ်နဲ့ကြုံခဲ့ရကြောင်းပြောပြလိုက်အမျိုးသား မင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့သိတာကမဟာဖြည့်စည်းဆိုတာနေ့စဉ်အကျင့်ရင်းနဲ့တောင်းရတဲ့အစည်းမျိုးမဟုတ်ပေအစားမှားတာမျိုးမအီမတာဖြစ်တဲ့အခါဘိုင်မကောင်းတာမျိုးတွေမှာတောင်းရနေစေပါမဟာဖြည့်စည်းကတော့အစာအစိတ်ဖြစ်တာမျိုးအစားမှားတာမျိုးမှသာအဲ့ဒီအစည်းမျိုးကိုကွန်တီလုံခတ်မရှိတရှိကိုပါဇက်သေးထည့်မျိုးချလိုက်ရတာပါရေမတောင်းရပါဘူးတောက်ပြီးခဏကြာမှတက်တာသွားတာကြောင့်အိမ်တိုင်းလိုလိုမှမဖြစ်မနေစောင့်ထားတတ်ကြပါ යි ဒါပေမဲ့လည်းဒီကိုကတော့မဟာဖြစ်စည်းကိုအလွန်ကြောတောက်မိလို့အန်ဒီရဲနဲ့ဂျုံခဲ့ရပြီးသူတွေ့ကြုံရတာတွေကိုအားလုံးသတိထားနိုင်အောင်ဆိုပြီးပြန်လည်မျှဝေလာခဲ့ရပဲဖြစ်ပါတယ်။ဒီမျိုးသားကတော့မဟာဖြစ်စည်းရဲ့အန်ဒီရဲ့မြမပြည်သူပြည်သားများသိရှိစေရန်စေတနာထားပြီးတင်ပြပေးလိုက်ပါတယ်။မြမပြည်သူပြည်သားများအားလုံးကအိမ်တိုင်းလူလူမဟာဖြစ်စည်းကိုစောင့်ထားကြပြီးတောက်သုံးနေကြတာအားလုံးအတိပါပဲ။လူတိုင်းလူလူသုံးဆွဲနေကြတာပါ။ဒါကြောင့်ကျွန်တော်လိုမဖြစ်အောင်အဖြစ်မှန်ကိုပြောပြချင်ပါတယ်။ အရင်ကကျွန်တော်တငယ်ချင်းတူကကျွန်တော်ကိုထမင်းစားပြီးတိုင်းဒီမဟာဖြည့်စည်းကိုတောက်ပေးလို့ပြောတာကြောင့်ကျွန်တော်လေးသူပြောတဲ့အတိုင်းထမင်းစားပြီးတိုင်းတောက်ကြည့်ပါရစ်။တောင်းရင်တောင်းရင်နဲ့ထမင်းစားပြီးတိုင်းတင်မကပဲအချိန်တိုင်းတောက်ချင်လာတာပါ။ဒါနဲ့တစ်နေ့ကို၃လခါတောက်ပြီးမတောက်ရရင်မနေနိုင်တော့အောင်ဆွဲလာခဲ့ပါရစ်။ဒါနဲ့ကျွန်တော်တစ်နေ့လောက်ဆွဲတောက်ခဲ့ပြီးကျွန်တော်အစာအိမ်ဥလန်းကျောင်းမှာသွေးကြောများပောက်ထွက်လာနေကြုံခဲ့ရပါရစ်။ဒါနဲ့ကျွန်တော်စည်းရုံတက်စစ်စည်းချက်များပြုတ်လုပ်ကြည့်ရတဲ့အခါအသေးပြက်စီးနေပြီး အစာအိမ်ဦးလမ်းကြောင်းမှန်ပြောင်းကြည့်ကုသမှုများပြုလုပ်ရပါတယ်။ဒါပေမဲ့ကျွန်တော်အသေးပြန်မကောင်းလာနိုင်တော့ပါဘူး။ဒီလိုဖြစ်ပြီးကျွန်တော်တခြားလူတွေကိုလေ့လာကြည့်တဲ့အခါလူတိုင်းလူတိုင်းဒီမဟာဖြစ်စည်းကိုဆွဲသုံးနေကြတာတွေ့ရပြီးဒါကြောင့်ဘဲမြမာစီပဲဖြစ်ဖြစ်တန်ရီစီလူရင်ပေးဆိုသလိုမြမာစီတစ်ခုခုကိုဆွဲနေကြပြီဆိုရင်သတိထားကြပါရဲ့။စေတနာဖြင့်သတိပေးစီလိုပါ යි ။မြမာပြည်တွင်အသေးရောဂါကြောင့်တည်ဆုံးသူအလွန်များအကြောင်းအထူးသတိထားသိကြပါရဲလို့မဟာပြည်သေးအတော်များပြီးယောဂဖြစ်ခဲ့ကြောင်းပြောလာခဲ့တာပဲဖြစ်ပါ යි ။ ဒါကြောင့်တချို့ကတော့အမှန်ပါပဲကျမတို့မိသားစုလက်ဆွဲပဲတန်စီလွန်ပေးပါအလွန်အကျွံသုံးဆွဲရင်ဘယ်စီမစိုးဖြစ်မှာပါပဲအစာစားပြီးတိုင်းမဟာဖြစ်စီတောက်မိရာနေတိုင်းလိုလို ဖြစ်လာပြီးတလားလောက်မှရင်ထဲပူဆက်ဆက်နဲ့အောင့်လာလို့မတော့ပဲရလိုက်ကြည်တာခုပူရာဆက်တာရော့အောင့်နာရော့ပျောက်သွားပါဟုတ်ပါ တန်စီလွန်ပေးပါဈေးဆိုပေမဲ့သူ့ညာနဲ့သူတင့်တင့်အောင်မတုံးဆွဲတရင်အနေများတာအမှန်ပါဈေးကိုဈေးလိုပဲအညုံနိုင်တောက်ရမှာပါခုစပုတ်ကိုမူရင်းရေးသူကနေတိုင်းဒီစီတောက်နေရပါတန်စီလွန်ပေးပါအသက်ကိုကံမဆောင်ပါဘူးမဟာပြည်စည်းနဲ့ချောင်းဆိုးပြောက်စီနှမျိုးလုံးမိသားစုအိမ်သုံးစီအဖြစ်တုံးဆွဲတာနှစ်30ကျော်ပါပြီလိုအပ်ပါမှာအညုံတိုင်းတုံးနေမိသားစု73ယောက်တုံးနေရပါယောဂပျောက်တာပဲရှိရင်ဘေးထွက်ဆိုကြအခုထိတယောက်မှမဖြစ်ပါဘူး ခုကိုတောက်တယ်လို့အလွန်ကျော်တောက်မိမယ်ဆိုရင်တော့တန်ရင်စီလုံရင်ပေးဆိုသလိုဘေးထွက်ဆိုကြဖြစ်နိုင်တာမလို့အလုံးတတိထားစီချင်ပါ යි ခုကြည့်နေတဲ့သူတွေရောအိမ်မှာမဟာဖြစ်စည်းဆောင်တာတက်သူတွေပါလားမဟာဖြစ်စည်းနဲ့ပတ်သက်ပြီးမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်